င်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ပေါ်တော့ဒါ Linga Support channel ကနေလည်းကြိုဆိုပါရစေ။ဟုတ်ကဲ့ပါ။ဘုံလုံးနှစ်ညစာသာပရင်းနှစ်ဒါမနေ့မှရှင်းမြန်ကစားကြမယ် UFA Champion League ပွဲစဉ်တွေကိုကျွန်တော်နဲ့ရွေးချယ်တောင်းပန်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်။ Total နဲ့လိုရင်းလောက်ပဲကျွန်တော်တောင်းပန်ပြီးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်တွေအားလုံးကိုတော့ညီကိုတို့အကြိုက်ချင်းတို့မှာလိုက်ပြီးစောစားလို့ရတယ်တော့မိမိစိုက်နှစ်သက်ရာပွဲစဉ်တွေကိုရွေးချယ်ကစားလို့ရပါတယ်။ ဒါကတော့ကျွန်တော်ရဲ့အကြိုက်ကလေးတွေကြီးရွေးချယ်ပေးထားတဲ့အတွက်ကြောင့်မလို့ညီကိုတို့နဲ့ဒါကြာချစ်သူမှဆုတ်ကစားသိကျင်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့အကြိုက်တွေရွေးချယ်ပေးထားပါတော့။ဆိုတော့ကြာတာပဲနေ့မနေ့မှာချင်းမြန်ကစားကြမယ်ဒါ UEFA Champions League ပွဲစဉ်နဲ့မှာဆိုရင်အစောဆုံးပွဲစဉ်နှစ်ပွဲတော့ရှိရဲ့။ဒီနှစ်ပွဲစဉ်ကိုဒီကျွန်တော်အနေနဲ့ပေါ့နော်ဒါစိတ်ကြိုက် body တည်တံ့ရွေးထုတ်ပေးသွားမှာဖြစ်တယ်။ညီကိုတို့ကတော့မောင်းဖို့ဒီတွဲဆော့ခြင်းဆုတ်ကစားကြပါခင်ဗျာနော်။ဆိုတော့ဘလုံးပွဲမှာတော့ဘသူမှတော့တရားရဂိုင်းနှုံးပေါ့နော်အမှတ်ခံပြီးတော့ဒါပွဲတွေကိုအမှန်ကြောင်းပြောပြထားတာတော့မရှိသလို့ ဆရာကြီးထားနဲ့ကျွန်တော်လုတ်ထားတာတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်နေပညာသားပပနဲ့ဒါရှုထားတာမရှိသလိုအကုန်လုံးညီကိုတို့ပေါ့နော်ဒါအကောင်းဆုံးပုံစံဖြစ်နေကျွန်တော်အလုံးဝဘူးပေါ့နော်မရှုဘဲနဲ့ရွေးချယ်ပေးထားတာဖြစ်တယ်ဒါကတော့ကျွန်တော်ရဲ့ကြိုးစားမှုတစ်ခုပါပဲအဲ့ကြောကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုတို့အနေနဲ့ဒီ Linga Support Channel ပေါ့နော်အဲ့ဒီ channel လေးကိုတွားရပြီးတော့ subscribe လုပ်ပြီးတော့ဒါ share လေးနဲ့ပေါ့နော်ဒါလုပ်ပြထားကြပါခင်ဗျာနော်ဒါပေါင်းဆို YouTube channel လေးမှာလည်းဒါနည်းနည်းလေးအားနည်းနေသလိုပါခင်ဗျာနော်ဒါကတော့မေတ္တာရက်ခံတောင်းဆိုရခြင်းလည်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီနေ့ UFA Champions League အစောဆုံးပွဲစဉ်နှစ်ပွဲမှာဆိုရင်ဒါ Caravan နဲ့ Chelsea ပွဲစဉ်ရှိတယ်။ Parfon နဲ့ Villa ရဲ့ပွဲစဉ်ရှိတယ်။ဆိုတော့ဒီနှစ်ပွဲတုန်းကကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ပထမဆုံးပွဲစဉ်ဖြစ်တဲ့အနေနဲ့ Caravan နဲ့ Chelsea ပွဲစဉ်မှာဆိုရင် Wolves ဖြစ်တဲ့ Chelsea ကနေပြီးတော့ဒါအင်ဝင်ဖြစ်တဲ့ Caravan ကိုဒါပထမဆုံးကနဦးစီးဖြစ်တဲ့ပုံတော့ဒါတလုံးချုံစီးကနေပြီးတော့တလုံးသွင်းသွားရင်ပြားဆုံးအရှုံးလေးပေါ်ဒီလေးကြောထားတယ်။ကိုပေါင်းစင်းမှာဆိုလို့ရှိရင်ဒါတလုံးသွင်းသွားရင်ပြားဆုံးအရှုံးလေးကနေပြီးတော့တလုံးတည်ရည်စီတီဖောက်ပစ်တာတွေ့ရအပြား ရှက်စီချန်ပီယံလိမှာဒါနှစ်ပွဲကိုအနိုင်ရရှိတာရှောင်းမက်ကွာလာဘက်ဒါရှုံးမဲရင်လည်းရရှိပြီးတော့အနိုင်ဒါရရှိမှုမရှိသေးဘူးဗျဒါမှမဟုတ်လေးပွဲစဉ်နေနေမှာဆိုကွာလာဘက်လည်းကောင်းလို့ရှက်စီကလည်းကောင်းတယ်ဒါမှမဟုတ်ဒဏ်ရာပြဿနာတော့ရှက်စီကများနေတာတွေ့ထားရတယ်ဗျနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုစပါကိုဒါရုံးကန်ပြီးတော့ကစားခဲ့တယ်ဆိုပြီးမှကံကောင်းလို့နိုင်ရရှိခဲ့လို့ကျွန်တော်တော့ဒါတွေးမိမိတဲ့ဒီနေ့မှလည်းအဝဝင်ဖြစ်တဲ့ရှက်စီကနေပြီးတော့ကွာလာဘက်ကိုကြောထားတဲ့ဘောရေးလေးကတော့တော်တော်လေးကိုစကားပြောစရာပြ ဒါညီကိုတို့အကြိုက်ကျွန်တော်တို့အကြိုက်တွေကိုပဲကျွန်တော်တို့ကြိုက်တယ်ပေါ့နော်ဒါတွေကိုပြီးထလာလဲဖြစ်တယ်အဲ့တော့ quarterback နဲ့ဒီ Chelsea တို့ပွဲစဉ်မှာကျွန်တော်ကတော့ဒီ England quarterback ကလည်းဒီ Champions League မှာနိုင်ဝဲပြောင်းလာပြတဲ့ပို့တော့ရုံးကန်လာအားတော့ရှိတယ်ဘောကံပြတဲ့ရှက်စီကထိန်းဆော့သွားမယ်ဆိုရင်တော့မှဒါကိုကတော့အပြတ်တက်ကြီးနိုင်သွားမယ်လို့တော့ကျွန်တော်ကတော့အတွေးမမြင်ဘူးဒါပေမဲ့ကျွန်တော်ရေကိုခံမှန်းရလက်ကရှက်စီနိုင်သွားရင်လည်းကတ်နိုင်သွားတော့ပဲသဘောပဲရှိတယ်ဗျာ အကြောစက်ကြကိုရွေးရှဲ့ပေးရမှာဆိုရင်တော့ဒီ Qualavet နဲ့ Chelsea တို့ပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ Qualavet Body League နဲ့ဒါဂိုးပေါင်းအောက်လို့ဒါ Dress up အစားစိတ်ကျင်ပါတယ်ခဏနော်နောက်ထပ်တပွဲဖြစ်တဲ့ဒီ Parko နဲ့ Villa ရဲ့ပွဲစဉ်သွားမယ်ဗျ Villa ရဲ့ကတော့ La Liga စပိန်ပွဲစဉ်မှာဆိုရင်အစဉ်စားတုံးမှာဖြစ်ပြီးတော့ဒါ Parko ကတော့ဒါသူ့ရဲ့ League ပွဲစဉ်မှာဆိုရင်အစဉ်စားရဲ့ Number 1တိရှိထားတယ်ဗျအဲ့မဲ့ပါပေါ်ကကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တရီကြည့်ပဲကစားခဲ့တာဆိုမြန်ဗီလာရီးရဲကလည်းဒါတပွဲပဲနိုင်ရပြီးရှုံးနေတာတွေ့ရရ ဆိုတော့ပါပေါ်နဲ့ဘီလာရဲတို့ထိတိုက်ပြဆိုမှုကမရှိဘူးဆိုပေမဲ့ဒီနေ့ဖောက်ပြတိုင်းဘီလာရဲအဝေးဝင်းပေါ်ကြီးကတလုံးသေးရနေပြီးတော့တလုံးသွင်းသွားရင်ဒါပြားဆုံးအရှုံးသေးဖောက်ပြတိုင်းကိုပေါင်းသေးຕົງຕົງຕົ່ວຊານີ້ຢູ່ວ່າຕົງຕົງເດດີດາກັດໄລຖ້າລາໂຕຍາຍາດາກະນະອູຊີດີແຫຼະຜິດແດ່ດັ່ງນັ້ນວີລາຍີແຮກາດີນີ້ອະນາຍແປງເວຊິນປາຟໍໂລອະດິນຢູ່ວ່າຄັກກະກະເກເດວ່າກະຕາກະມັນລະບໍ່ຊິຢູ່ວ່າ စပိန်လာလီကာပွဲစဉ်မှာဆိုတော့ပွဲချက်တွေရှိခဲ့ရင်ကောင်းရှိသွားနိုင်တယ်ဆိုပေမဲ့ဒီနေ့ချန်ပီယံလိမှာနိုင်ဝဲပြန်ယူပြီးတော့နိုင်သုံးမဲ့ရယူသွားဖို့လေစူးစမ်းလာမဲ့ဗီလာရီကိုကျွန်တော်ချိန်နေတတ်ပါလေကိုခမန်ရလကဗီလာရီအနေနဲ့ဒါဒူစီ31ဒါ21တွေလည်းဖြစ်သွားပြီးတော့ကတ်နိုင်သွားမယ်ဆိုရင်တော့မှအရေးဆုံးမျိုးပေါ့နော်အဝဝင်ဖြစ်တဲ့ဗီလာရီရဲ့ပေါ်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဒါကြာတာပရင်းနေ့မနက်မှာရှင်းမယ်အစားကြမယ် UEFA Champion League ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်ရဲ့ဒီအစောဆုံးပွဲစဉ်တွေရွေးချယ်မှုမှာဆိုရင် Qatar Bank နဲ့ဒါ Chelsea ပွဲစဉ်မှာဆိုကျွန်တော်တော့ Qatar Bank Body Team နဲ့ဂိုးအောက်လို့ကျွန်တော်တွဲပေးထားတာပါဂိုးပေါင်းအောက်ပေါ့နော်ပါပေါ်နဲ့ဗီလာရဲ့ပွဲစဉ်မှာဆိုဗီလာရဲ့ Body ပေးထားပါဒီပွဲစဉ်နှစ်ပွဲတလုံးကိုမြေကိုအချိန်ချင်းတူမှာဆိုရင် Body Mount စက်တူတွဲဆော့လို့ရပါတယ်ကျွန်တော်ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ YouTube Channel လေးဖြစ်တဲ့ Linga Support Channel မှာကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်တွားရောက်ကြည့်ရှုနားထောင်ပြီးတော့အားပေးထားကြပါအောင်ခင်ဗျာနော်အားလုံးမင်းကြီးကိုလေး ဆင်ပြေကြပါလေကံကောင်းကြပါသည်ခင်ဗျကျေးဇူးအများကြီးလည်းတင်ပါတယ်ခင်ဗျ